။ဘာနေပြူးနိုင်မွန်ရသူ့အတွက်အကောင်းဆုံးညရီရတညာပဲလို့အာဒီတာကြွေးကြော်။ဘောလုံးကျသူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။အာဆင်နယ်သင်းကချန်ပီယံလီးရဲ့လက်ရှိချန်ပီယံနဲ့အောင်မြင်ဆုံးကလပ် Real Madrid သင်းကိုချန်ပီယံလီးအနေဖြုတ်ချနိုင်ခဲ့ပြီးနောက်အာဆင်နယ်နီးပြမီကယ်အာဒီတာကဒါဟာသူ့အတွက်ဘောလုံးအားကစားပွဲရဲ့အကောင်းဆုံးညရီရကတညာလို့အမွန်တင်ပြောကြားလိုက်ပါရစေ။ အာမိတ်မှကစားခဲ့တဲ့ပထမကြုံမှာ3-0နဲ့အသာစီးရတာပြီးနောက်အာဆနယ်တင်းကဗုဒ္ဓနေ့မှာစန်ဒီယာဂိုဘာနေပြူကိုယုံကြည်မှုအပြည့်နဲ့ရောက်ရှိလာခဲ့ပေမဲ့ဥရောပချန်ပီယံအသင်းကိုရှင်ဆိုင်ရမှာဖြစ်လို့ပွဲရမပြီးဆုံးသေးဘူးဆိုတာကိုသတိထားခဲ့ရပါတယ်ဆော့ဆော့စီစီအခက်ခဲတွေနဲ့ဘူကာရိုစာကာရဲ့ပန်နတီလွဲချော်မှုရှိခဲ့ပေမဲ့ပရီးမီးယားလိအသင်းဟာအင်္ဂလန်တောင်ပိုင်းကစားသမားနဲ့ဂါဘရီယယ်မာတီနယ်လီတို့ရဲ့ဂိုးတွေကြောင့်1-2နဲ့ထပ်မံပြီးတော့အနိုင်ရရှိခဲ့ပါတယ်။ အာဆနယ်သင်းကဒီနှစ်ချန်ပီယံမှာကြံရှိနေတဲ့တူရတောပရီးမီးယားလိအသင်းဖြစ်ပြီးတော့တခြားအင်္ဂလန်အသင်းတွေအားလုံးစောစောစီစီအဆင့်တွေမှာထွက်ခဲ့ရပါတယ်။ဒါပေမဲ့သူတို့ရဲ့ဘောလုံးဝယ်ထိခီလန်ကလွယ်ကူမှာတော့မဟုတ်ပါဘူး။မြောက်လန်ဒန်အခြေဆိုင်အသင်းအတွက်နောက်ထပ်စောင့်ကြည့်နေရတာကတော့ Louis Andrique ရဲ့ PSG အသင်းပဲဖြစ်ပါတယ် အာဇင်နယ်သင်းကအမရိတ်မှာကစားခဲ့တဲ့အုပ်စုစဉ်မှာပြင်သစ်ချန်ပီယံတွေကို2-0နဲ့အနိုင်ရရှိခဲ့ပြီးမြဲအရိပွဲပြီးကတည်းကဘီယန်ဂျီကတိုးတက်ပြောင်းလဲလာခဲ့ပြီးအင်အားကောင်းတဲ့ပုံစံမျိုးဖြစ်လာခဲ့ပါတယ်။ပွဲပြီးဆုံးချိန်မှာအာဒီတာကသူ့ရဲ့စိတ်ကံစားချက်တွေကိုဖုံးကွယ်ဖို့ခတ်ခဲ့ခဲ့ပါတယ်။ TND Sport မှာသူကအနိုင်ပွဲရဲ့ကြီးမားမှုကိုပြန်လည်သုံးသပ်ပြီး ဒါကျွန်တော်ရဲ့ဘလုံးအားကစားနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးညရေရတညာပါ။တမိုင်းကြီးမဆုံးအသင်တသင်းနဲ့ကျွန်တော်တို့ကစားခဲ့ပါရယ်။ဒါတီပြန်ပွဲမှာကျွန်တော်တို့အားလုံးအတွက်စိတ်အားတက်ကြစေခဲ့ပါရယ်။ကျွန်တော်တို့လုပ်ခဲ့တဲ့ပုံစံနဲ့ဒီဆင့်ကိုကြော်ဖြတ်နိုင်ခဲ့တဲ့အတွက်ကျွန်တော်တို့ကိုယ်တိုင်ကိုအယံကုန်ယူရမှာပါ။ဒါကအယံအောင်ခတ်ခဲ့ပါရယ်။7မိနစ်3မိနစ်လောက်ကြာမှဒီကွင်းမှာဘာမဆိုဖြစ်နိုင်နေဆိုတာသင်သိလာပါတယ်။ကံကောင်းစွာနဲ့ကျွန်တော်တို့အတွက်အရာတော်တော်များများအဆင်ပြေခဲ့ပါတယ်။ ရွှေဘူးကအားဖြင့်ကျွန်တော်တို့ပွဲကိုအနိုင်ရဖို့လှုံ့ဆော်ရမယ့်အရာတွေကိုလှုံ့ဆော်ခဲ့ပါတယ်လို့ပြောကြားခဲ့ပါတယ်။ချန်ပီယံလီးကနေထွက်ခွာခဲ့ပြီးရဲ့နောက်သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဖိအားတွေတိုးလာနေပေမဲ့ရီယယ်မက်ဒရစ်အသင်းကြီးပြကာလော့စ်အန်ဆယ်လော့တီကပွဲပြီးမှအာတီတာနဲ့အာဆင်နယ်အသင်းတို့ဆူတောင်းစကားပြောကြားခဲ့ပါတယ်။အန်ဆယ်လော့တီကကျွန်တော်ကိုအယံချစ်ခင်စွာဆက်ဆံပြီးကျွန်တော်တို့အနိုင်ရမယ်လို့မျှော်လင့်ကြောင်းပြောပါတယ်။ပြီးတော့ကျွန်တော်ကိုကံကောင်းပါစေလို့ဆူတောင်းပေးခဲ့ပါတယ်လို့အာတီတာကထုတ်ဖော်ပြောကြားခဲ့ပါတယ်။